တာမဟုတ်ပါဘူးဖူးစာရေးဆိုတာလေလေအော် net twin နဲ့ကဒွင်းပေါ့နော်အာ net တွေ twin တာဖြစ်ပါတယ်အဓိကတော့အခုအချက်မှအပြစ်ရှိတယ်လို့ပါပဲအာကိုကချစ်ပြီဆိုလို့ရှိရင်အပြစ်တွေကတော့ဖုံးသွားပြီပေါ့မမြင်တော့ဘူးပေါ့နော်အဲအဲ့ဒါမျိုးပေါ့တူလေးဟိုတော်တော်လေးဟိုဘလူးခေါ်လဲဆိုတော့ဘလူးပဲပဲဖြစ်ဖြစ်ပါအာတူလေးကလည်းအရန်အေးတဲ့ထဲမှာပါတဲ့အခါကျတော့သူ့ရဲ့ဟိုအိမ်ထောင်ကြီးဆိုတော့လေသူကိုကိုယ်တိုင်ယူရတာလေကိုယ်လည်းအတင်းဆိုလို့လုပ်လို့မရဘူးလေဒါက net twin နဲ့ green ဆိုတော့ဘာဖြစ်ပါ အဟိုအကောင်းဆုံးဟိုဖြစ်သွားမယ်ဆိုရင်တော့လေတူလေးသူ့သူ့ရဲ့သူ့ကိုယ်တိုင်းလဲအမှန်တော့အမကတော့အမြဲတမ်းပဲတမီးလေးကိုလည်းပြောတယ်။သူ့ချစ်ကောကိုချစ်ကောဖြစ်မှာပို့ပြီးအိမ်တော်ကြီးရအဆင်ပြေမှာပေါ့နော်။ဟုတ်တယ်မလား။ကိုမကြိုက်တဲ့အချက်တွေသူ့ကိုပြင်ရမယ်။သူမကြိုက်တဲ့အချက်တွေကိုပြင်မယ်။အဲအဲ့လိုမျိုးပေါ့နော်။တယောက်နဲ့တယောက်ကနားလည်မှုလေးတွေနဲ့သူ့ချစ်ကိုချစ်ဆိုရင်တော့ပို့ကောင်းတယ်ပေါ့နော်။အဲအဲ့လိုမျိုးလေးတော့ အတူလေးကိုပြောထားပူပါတယ်သူလဲချစ်ရမယ်ကိုလဲချစ်ရမယ်ပေါ့နော်ဟုတ်ဒါတွေရောမဟုတ်ဒါတွေအတော်ကသဘောတူရဲလို့ဟိုဘက်ကအမတွေကသဘောတူရဲဟာစုံနေရပဲအဲ့ဒါတွေကတော့အများကြီးအအချိန်မှာကိုကိုလည်းမပြောဘဲနဲ့ပေါ့နော်အဲ့လိုမျိုးတွေရတော့အများကြီးရှိခဲ့ပါတယ်အဲဒါမဲ့လည်းဘယ်လိုပဲဖြစ်ဖြစ်ပါကိုတူလေးလည်းဟိုရွေးချယ်တဲ့နဲ့အွယ်အသက်30ကျော်ပြီလေကျော်တော်တော်ကျော်ပြီဆိုတော့အဲသူရွေးချယ်တဲ့အထဲထဲမှာတော့ ဟိုဘယ်လိုခေါ်မလဲစိတ်ငြိမ်သွားစိတ်တင်ငြိမ်သွားတဲ့အချိန်ကိုရောက်နေတယ်လည်းဖြစ်တယ်ကိုကရွေးချယ်ပေးစရာအကြောင်းဘာမှမရှိဘူးပေါ့နော်ဘာဖြစ်ဖြစ်သူကိုယ်တိုင်ပေါအောင်မှာဆိုတော့သူကိုယ်တိုင်ရွေးချယ်တာတော့အကောင်ဆုံးပဲအမားတို့ကတော့သူကိုယ်တိုင်ရွေးချယ်တာကိုပဲအမားတို့ကတော့လိုချင်တယ်နော်ဒါမဲ့ကောင်းဤဆိုဤမကောင်းဤဆိုဤဆိုတာလေဟိုတိုင်ပင်ချင်မှလည်းတိုင်ပင်မယ်အဲမြုပ်ကွက်လည်းလုပ်ချင်လုပ်မယ်ဒါမဲ့ကိုယ်စိတ်ထဲမှာတော့ကိုတူလေးနဲ့အဲအိမ်အောင်ဘက်တီအဲဘယ်လိုခေါ်မလဲဆိုတော့ဘာပဲဖြစ်ဖြစ်ပါ လာစိတ်တူကိုတူဆိုရင်တော့ပိုကောင်းတာပေါ့နော်လူလူရေးတာမဟုတ်ပါဘူးဖူးစာရေးဆိုတာလေလေအော် net twin နဲ့ကတွင်ပေါ့နော်အာ net တွေ twin တာဖြစ်ပါတယ်အဓိကတော့အခုအချက်မှာအပြစ်ရှိသလိုပါပဲအာကိုကချစ်ပြီဆိုလို့ရှိရင်အပြစ်တွေကတော့ဖုံးသွားပြီပေါ့မမြင်တော့ဘူးပေါ့နော်အဲအဲ့ဒါမျိုးပေါ့အဲတူလေးကိုကြတော့လေဟိုဘလူးခေါ်လဲဆိုတော့ဘလူးပဲဖြစ်ဖြစ်ပါအာတူလေးကလည်းအရန်အေးတဲ့ထဲမှာပါတဲ့အခါကျတော့သူ့ရဲ့ ဟိုအိမ်ထောင်ကြီးဆိုတာလေသူတို့ကိုယ်တိုင်ယူရတာလေကိုယ်လည်းအတင်းဆိုလုံးလို့မရဘူးလေဒါက net twin နဲ့ green ဆိုတော့ဘာဖြစ်ပါအာဟိုအကောင်းဆုံးအော်ဖြစ်သွားမယ်ဆိုရင်တော့လေတူလေးသူ့သူ့ရဲ့သူကိုယ်တိုင်လည်းအမှန်တော့အမကတော့အမြဲတမ်းပဲတမီးလေးကိုလည်းပြောတယ်။သူချစ်ကောကိုချစ်ကောဖြစ်မှာပို့ပြီးအိမ်တော်ကြီးရအဆင်ပြေမှာပေါ့နော်။ဟုတ်တယ်မလား။ကိုမကြိုက်တဲ့အချက်တွေသူ့ကိုပြင်ရမယ်။သူမကြိုက်တဲ့အချက်တွေကိုပြင်မယ်။အဲအဲ့လိုမျိုးပေါ့နော်။တယောက်နဲ့တယောက်ကနားလည်မှုလေးတွေနဲ့သူချစ်ကိုချစ်ဆိုရင်တော့ပိုကောင်းတယ်ပေါ့။ နော်အဲအဲ့လိုမျိုးလေးတော့အတူလေးကိုပြောထားပူပါတယ်သူလည်းချစ်ရမယ်ကိုလည်းချစ်ရမယ်ပေါ့နော်ဟိုဒါကြောင့်မှပဲဟိုတင်းကြီးခံနိုင်ပါလေဒီရုပ်ရှင်ဇာတ်ကားလို့ပေါ့အချစ်ပါအပြစ်ရှိတယ်နော်ဘာဖြစ်ပါကိုချစ်တာလေးကိုရွေးထားတယ်သူကလည်းချစ်တယ်ဆိုရင်အပြစ်ဆိုတဲ့ဟာလေးကဖုံးသွားရင်လည်းဖုံးသွားမှာပေါ့အဲအဲ့ဒါလေးပါပဲအဲမတွေ့တာတော်တော်ကြာပြီအာဇလန်းတွဲတွေလည်းမစုံပြစ်ဘူးဟိုဟိုလုံးကတော့တူလေးနဲ့စပြီးတော့အမေခန်းတွေရိုက်ခဲ့တာဆိုတော့လေ ဟိုခဏခဏစုံပြစ်ပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမစုံပြစ်ဘူးအဖုန်းနဲ့တော့ဆက်တယ်ဒါပေမဲ့တူလေးနဲ့ပြောရတာနေပါတယ်တူမလေးနဲ့သမီးငယ်နဲ့ပဲပြောတာများတယ်မစုံပြစ်ဘူးမက်ဆန်ဂျာတို့ဘာလို့မတော့စကားပြောတာလေးရှိတယ်ဟိုတုန်းကဆိုရင်တော့သူနဲ့အမြဲတမ်းစုံတယ်သူ့ကြောင့်ပဲကိုကအမေကန်းနေပြင်ရိုက်တာဆိုတော့အတူလေးကအေးတယ်အဲ့လိုပေါ့ဖျားပုံမြင်လေးတွေသူနားထောင်တယ်အဒီမိုးဘာလေးပြောပြပါပေါ့နော်အဲ့လိုမျိုးပေါ့အဲ့အဲ့မျိုးလေးတွေတော့ရှိတယ်ပြီးလို့ရှိရင်တော့ဒီလိုကြီးစားတွေနဲ့ပတ်သက်တာလေးတွေဘာလေးတွေလဲကိုကတော့အဲ့လိုမျိုးပေါ့ အဲရီဇာထားလို့ရှိရင်ဘလူးလေးကိုထားတော့ဘာဖြစ်လဲညာနည်းနည်းပေါ့နည်းနည်းတော့ဘာပေါ့ဟိုဟာနည်းနည်းစကားစင်ပြီးအဲ့လိုပျက်ပျောက်နောက်နောက်နဲ့အဲ့လိုပြောတာလေးတွေဟိုတုန်းကတော့ရှိပါတယ်အခုတော့မစုံပြစ်တာတော့ကြာပြီပေါ့နော်ဒါပေမဲ့လိမ့်မပါလိမ့်မတယ်တူလေးရဟုတ်ဟာဘာပဲဖြစ်ဖြစ်ပါဟိုဟာအိမ်တောင်ရေးဆိုတာလေဆောနာပြောသလိုပေါ့ကိုကိုဘာဇက်လိုက်ပြောသွားသလိုပါပဲအားလုံးကိုအမိုးရီလည်းပြောသွားပါတယ်အားလုံးအစုံစမ်းလေလာ၃နှစ်၃မိုးဆိုတဲ့စကားလေးရှိတယ်လीအ အဲစုံစမ်းလေ့လာပြီးတော့မှအဲသွားစီချင်ပါတယ်ကို့တူလေးရေလို့မဟုတ်ပါဘူးအားလုံးပေါ့သုံးနှစ်သုံးမိုးဆောင်ပါတချို့ဆိုရင်9နှစ်10နှစ်ကျမှတွေ့ပြီးတော့မှယူတာတွေလည်းရှိတယ်လीဒါကြတော့တယောက်နဲ့တယောက်ကိုမချိုက်တာကိုအဲသူကိုသူသူမချိုက်တာကိုကိုပြုတ်ပြင်မယ်ကိုကလည်းသူမချိုက်ကိုမချိုက်တာကိုလည်းသူ့ကို guideline လေးပေးမယ်တယောက်နဲ့တယောက်ကအိမ်ထောင်သွားတော့မယ်ဆိုလို့ရှိရင်အဲကိုရဲ့လင်သားတယောက်တည်း ကိုယ့်ရဲ့အဖေလိုလည်းဖြစ်သွားရမယ်အကိုလိုလည်းဖြစ်သွားရမယ်တင်ငယ်ချင်းလိုလည်းဖြစ်သွားရမယ်တဲ့ဒီဘက်မှာလည်းမိမလိုလည်းဖြစ်ရမယ်အမေလိုလည်းဖြစ်ရမယ်အမလိုလည်းဖြစ်ရမယ်ညီမလိုလည်းဖြစ်ရမယ်တဲ့ဒါမှယောက်ျားဘက်ကလည်းဒီဘက်ကိုနှမချင်းကိုချင်းစားလဲစိတ်ပေါ့နော်ဖြစ်တာပေါ့နော်အေးအဲ့ဒါတော့နှစ်ဦးနှစ်ဖက်လုံးကအဲ့လိုမျိုးရှိတဲ့နယ်ပေါ့အဲဒါကြောင့်မလို့ဟိုသုံးနေသုံးမစောင့်ပြီးတော့မှယူကြပါလို့အဲလူကြီးတွေဟိုရှိခဲ့ကလူကြီးတွေပြောကြတာစကပုံမဟုတ်ဘူးပေါ့နော်အေးအဲ့ဒါလည်း ဟိုတော်တော်ကိုမေးကြတယ်ဟုတ်တာတွေရောမဟုတ်တာတွေအတော်ကသဘောတူရဲလို့ဟိုဟိုဘက်ကအမတွေကသဘောတူရဲဟာစုံနေရပဲအဲ့ဒါတွေကတော့အများကြီးအအရှိမကိုကိုလည်းမပြောဘဲနဲ့ပေါ့နော်အဲ့လိုမျိုးတွေကတော့အများကြီးရှိခဲ့ပါတယ်အဲဒါမဲ့လည်းဘလို့ပဲဖြစ်ဖြစ်ပါကိုတူလေးလည်းဟိုရွေးချယ်တဲ့နဲ့အရွယ်အသက်30ကျော်ပြီလေကျော်တော်တော်ကျော်ပြီဆိုတော့အဲသူရွေးချယ်တဲ့အထဲထဲမှာတော့ဟိုဘလို့ခေါ်မလဲစိတ်ငြိမ်သွားစိတ်တည်ငြိမ်သွားတဲ့အခြေအုံရောက်နေလည်းဖြစ်တယ် ကိုကရွေးချယ်ပေးစရာအကြောင်းဘာမှမရှိဘူးပေါ့နော်ဘာဖြစ်ဖြစ်သူကိုယ်တိုင်ပေါင်းအောင်မှာဆိုတော့သူကိုယ်တိုင်ရွေးချယ်တာတော့အကောင်ဆုံးပဲအမားတို့ကတော့သူကိုယ်တိုင်ရွေးချယ်တာကိုပဲအမားတို့ကတော့လိုချင်တယ်နော်ဒါပေမဲ့ကောင်းဤဆိုဤမကောင်းဤဆိုဤဆိုတာလေဟိုတိုင်မင်ချင်မှလည်းတိုင်မင်မယ်အဲမြုပ်ွက်လည်းလှုပ်ချင်လှုပ်မယ်ဒါပေမဲ့ကိုယ်စိတ်ထဲမှာတော့ကိုတူလေးနဲ့အဲအိမ်အောင်ဘက်တီအဲဘယ်လိုခေါ်မလဲဆိုတော့ဘာပဲဖြစ်ဖြစ်ပါဟိုဘယ်လိုစိတ်တူကိုတူဆိုရင်တော့ပိုကောင်းတာပေါ့နော်အဲ့ဒါလေးကျတော့ စိတ်တူကိုသူဆိုရင်တော့လည်းပိုကောင်းတာပေါ့ကိုကသဘောမတူရဲလို့မဟုတ်ဘူးဘလို့ပဲဖြစ်ဖြစ်သူချစ်လာတဲ့လူတွေအကုန်လုံးကိုကသဘောတူပါပါပဲလေဘာလို့ဆိုကိုတူလေးကိုချစ်တာပေါ့အကုန်မင်းသမီးလေးတော့မဟုတ်ဘူးတီမွားတော့လေမင်းသမီးလေးတွေအကုန်ချစ်တယ်အဲမင်းသမီးလေးတွေအကုန်ချစ်တယ်မင်းသမီးလေးအေးတယ်အေးတယ်မင်းသမီးဆိုပို့ချစ်တယ်ဟုတ်လို့ရလို့မပြောပါဘူးဟိုအကုန်လုံးကတော့အေးစစ်စေးလေးပေါ့အဲကောက်ပါလေအဲ့ဒါတွေလည်းကိုလည်းမတွေ့တာကြတော့လေမတွေ့တာကြတော့ဟိုနေ့ကတော့ဒူမနဲ့တော့တွေ့တာပေါ့နော် သူမတော့အဲ့လို promotion လေးပွဲလေးတခုမှတွေ့တယ်အမ်ဒါပေမဲ့သူ့အိမ်နဲ့ကိုသွားမလဲဖြစ်သေးဘူးကိုလည်းကားရိုက်ရှိတော့လေမမတွေ့ဖြစ်သေးဘူးပေါ့နော် တခုတခုတော့တတောင်းတနေရနေပြီးတော့မှဟိုဖြစ်လာပြီဆိုတော့လေမပဝင်ပေးရမှာပေါ့ဟာကုညီပေးရမှာအဲနှမျောတယ်ဆိုတော့လေကိုလည်းအိမ်တော်ပြုတ်ခဲ့တာဆိုတော့ဘာဖြစ်သူလည်း30 30ကျော်ဖြစ်နေပြီဆိုတော့လေဟုတ်ဟိုနှမျောတာတယ်လို့တော့မဟုတ်ပါဘူး ်သူဆုံးဖြတ်တာမှန်ကန်တယ်အဲကျိုးဆိုလို့ရှိရင်တော့လေဒါဖြစ်ပြီးသွားပြီဆိုတော့အားလုံးကတော့မတော်ကတော့ဟိုပေါ့ကောင်းအောင်ဖြတ်တမ်းဖို့ပဲအမတော်က guideline လုပ်ပေးရတော့မှလေနော်အဲအဲ့ဒါပါပဲဟိုနှမျောတဲ့အဟာကြီးကတော့ဟိုဒီခစ်ကတော့တိတ်အဲ့လိုတော့မရှိတော့ပါဘူးဆိုတော့ तू လဲအသက်တစ်ခုခုရလာပြီလေဟိုအသက်20အစိမ့်မှယူတာမဟုတ်ဘူးပေါ့ပေါ့နော်ဟာ तू လဲ net ဥဆောင်နေတဲ့တတိတွေအဲသူ့မှာရှိလာပါပြီ